်မင်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်စစ်ကောင်းဆောင်ကစက်တင်ဘာလ22ရက်နေ့ကလပခတိုင်မူဘူဂျုတ်ကျော်ကိုထိုင်ရလခတိုင်မူဘူဂျုတ်မျိုးမင်းထွန်စစ်ဘက်လက်ထောက်ဘူဂျုတ်မိုးမြင့်ဆွေတို့ကိုဒုဗိုလ်ချုပ်ကြီးအစင်တိုးပေးပြီးတက်တွင်းနေရာပြောင်းလဲတွေလုပ်ခဲ့ပါတယ်စစ်တပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ကကထုတ်လို့ခေါ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရရှိထုတ်နေရကိုစစ်ကောင်းဆောင်က သူ့ရဲ့လူယုံဗိုလ်ချုပ်မိုးမြင့်ဆွေကိုတာဝန်ပေးခဲ့တာကြောင့်ဝေဖန်မှုတွေရှိနေသလိုတပ်သစ္စဗိုလ်ချုပ်တွေကိုနေရာပေးခဲ့တဲ့အတွက်ထောက်ခံသူတွေလည်းရှိနေပါဗျ ဒုဗိုလ်ချုပ်ကြီးဖြစ်သွားတဲ့ဗိုလ်ချုပ်ကျော်ကိုထိုက်ကိုလေ့ကျင့်ရေးအရာရှိချုပ်ဖြစ်ခန့်ခဲ့သလိုဗိုလ်ချုပ်မျိုးမင်းထုံးကိုလည်းစစ်ဆေးရေးအရာရှိချုပ်ဖြစ်ခန့်ခဲ့ပြီးလစ်လက်သွားတဲ့လာပါခတိုင်းမှုနေရာကိုဗမော့အခြေဆိုင်အမှတ်27စကခမှုဗိုလ်မှုချုပ်တင်မင်းလက်ကိုခန့်ခဲ့သလိုရလခတိုင်းမှုနေရာကိုတမ88တမမှုဗိုလ်မှုချုပ်ကျော်နိုင်အိုးကိုခန့်ခဲ့ပါရယ် ကာဆာထမူ6ရောက်ထဲမှာကာဆာထမူ2ဒူဘိုဂျိုကြီးနိုင်နိုင်ဦးနဲ့ကာဆာထမူ3ဒူဘိုဂျိုကြီးတေဇာကျော်ကိုအရန်အင်အားပို့ပြီးကာဆာထမူ1မှာဒူဘိုဂျိုကြီးနေလင်းအောင်ကာဆာထမူ2ဒူဘိုဂျိုကြီးဇော်မင်းလက်ကာဆာထမူ4ဘူဒူဘိုဂျိုကြီးညှို့ဝင်းဆွေကာဆာထမူ5ဒူဘိုဂျိုကြီးကိုကိုဦးတို့ဖြစ်ပြီးကာဆာထမူ3နဲ့6နေရာကိုဘသူ့ကိုခန့်မယ်ဆိုတာမသိရသေးပါဘူးရှင်။ ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့ရန်ကုန်မြို့ကနေအိမ်ခန်းတွေကိုရေမီတာတက်ဆင်ဖို့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီကလိုက်လံနှိုးဆော်တာတွေပြုလုပ်နေပြီးဒီလိုတက်ဆင်မှုအတွက်ကြားသိငွေကိုသက်ဆိုင်ရာဌာနကိုကြိုတင်ပေးသွင်းရမယ်လို့ဆိုပါတယ်။ စီပင်ကအခုလိုကြိုတင်ငွေကောက်ခံတာမှာရင်မီတာတစ်ခုကိုကျပ်9000ကျွဲဖြစ်သတ်မှတ်ထားပေမဲ့ပြင်ပမှာရောင်းချတဲ့ရင်မီတာပေါက်ဈေးဟာတစ်ခုကိုကျပ်2800လောက်ပဲရှိတာကြောင့်ပြင်ပရောင်းဈေးထက်3000လောက်များပြားနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါ့အပြင်ရင်မီတာတက်ဆင်ထားပေမဲ့ရင်မီတာဖတ်တာမရှိသလိုမှန်းချိန်နဲ့သာကောက်သွားပြီးမြင်ကြီးတတ်နေတဲ့သူတွေဆိုရင်တစ်လောက်ကို1000ကျော်လောက်ပေးနေရတယ်လို့ရင်မီတာတက်ဆင်သုံးစွဲနေသူတအုပ်ကပြောပါတယ်။ အဲ့ဒီလိုရေမီတာတက်ဆင်ဖို့အတွက်ငွေကို3လကျော်သွင်းထားမှာဖြစ်ပြီး3လနေမှလာတက်ပေးမယ်လို့ဆိုတာကလည်းအဆင်မပြေသလိုစီးပွားရေးကျက်တဲနေတဲ့အချိန်ဆက်ဖို့တက်ဆင်ကအပီးတသိန်းကများလို့နေလို့ရေမီတာတက်ဆင်ဖို့အကြောင်းကြားခံရသူတအုပ်ကပြောပါတယ်။လက်ရှိမှာ ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့နေအိမ်နဲ့တိုက်ခန်းတွေကိုစီပင်က3လတစ်ချိန်ရေခွန်အဖြစ်ကျက်2,2500ကိုကောက်ခံနေတာလည်းဖြစ်ပါရဲ့ရှင်။ ဖက်ကမှာလက်လွတ်လက်ရတဲ့နေရာတွေပြန်ရဖို့စစ်တပ်ကပြီးခဲ့တဲ့ April မေလကနေစတင်စစ်ကြောင်းထိုးလာတာလက်ရှိမှာအင်အားတစ်ထောင်ခန့်အင်အားထိုးချဲ့ထားပြီးစီရီးအရအရေးပါတဲ့လမ်းကြောင်းနေရာတွေကိုဥတီပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါပြီးခဲ့တဲ့မေလ28ရက်ကနေအခုစက်တင်ဘာလအထိဖက်ကန်ဒေတာတွေကိုစစ်ကောင်စီတပ်ဝင်ရောက်လာတဲ့နောက်ပိုင်းရက်သားပြည်သူတွေတိုက်ပွဲအတွင်းတည်ဆုံတာလက်နက်ကြီးရန်တမ်းပစ်ခတ်တာ စစ်တပ်ရဲ့လူသားတိုင်းပြုလုပ်ခံရပြီးပြစ်တက်ခံရတာတွာလာရင်ပြစ်တက်ခံရတဲ့ဖြစ်စဉ်တွေနေ့စဉ်မှာစစ်ကော်မရှင်ရဲ့စီရေးလှုပ်ရှားမှုတွေအပြင်လက်နက်ကြီးအနိပါအကျွင်းပြည်သူ85ရောက်ချက်မနဲ့တည်ဆုံခဲ့ရလို့ဒေသခံတယောက်ကပြောပါတယ်အာမင်းညာနေ့9နာရီကျော်မှာဖက်ကန်တမကုံကနေ120ပြစ်တော့လက်နက်ကြီးပြစ်တော့ဦးလူချောင်းတစ်ဖက်ကဒီဘတ်စံ6ရွာဘေးပေါ့အဲဦးဦးချောင်းဘေးပေါ့မှာ မိုးကောင်းအခြေဆိုင်တမဟာတို့ဘုံချိုးစော်ဝင်းလို့စစ်ကြောင်းရောက်လာတဲ့ကနေလီလာနီပါရှိတယ်ကိုလီလာနီပါမှာနေ့တိုင်းသူတို့လက်နေချီပြခတ်တယ်အာဂျွန်ဗီဒူရအာရောက်85ရောက်တရား85ရောက်ကျော်သွားပြီအာတန်ရတာ250ကျော်သွားပြီဟိုတမတော်တမမဘုံချိုးကောင်းမြင်ချင်တယ်ဒီဘုံချိုးစော်ဝင်းတို့တွေကအာဖက်ကန်ဗီဒူတွေကိုစီအောင်စုမှုကျူးလို့နေရပေါ့ ပြည်သူရှိရညာတိုက်ပွဲရှိပွားစီမရှိပြန်တယ်လည်းနေရန်တပ်ပြစ်ခပ်ပြီးတော့အာပြည်သူတပ်ဖြတ်နေပေါ့မင်းညာလည်းတညာလုံးဒီဖောက်တန်တမကုံကနေလည်းနေကြီးရန်တန်းသူ့နေတိုက်ပွဲမဖြစ်ဘဲနဲ့ဒီပြည်သူနေရနေရပေါ့အဲ့ဒါကြီးသောရှောက်ပြစ်နေရပြီးခဲ့ရစတမလာစကိုရနေကလည်းမရှိကထောင်ကြေးရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်ပူပေါင်းတပ်တွေရဲ့ဒရုန်းနဲ့ရန်တန်းပစ်ခတ်မှုကြောင့်ထုံးပိုကြေးရွာကတာမီနူဦးတိုက်ခိုက်တိုက်ဆုံခဲ့ပြီး အဲ့ဒီနေ့မှာပဲဆိုင်းတောင်ရောက်ကတော့ရက်ကွက်လေးနဲ့စတင်ကြောက်အနီးတဝိုက်လူနေအိမ်တွေမှာလက်နက်ကြီးကြရောက်ပောက်ကွဲခဲ့တာကြောင့်ရတားပြည်သူ၁၀ရောက်တိခိုက်တန်ရာရရှိခဲ့ပါတယ်။ဒါအပြင်အခုရက်ပိုင်းမှာပဲဖက်ကမြို့ပေါ်မှာတင်းရှောင်နေတဲ့ဆစ်ရှောင်ပြည်သူတွေဟာအလံဖြူချောင်းပြီးမိချနာမူညင်မူကောင်စရတဲ့နေရာတွေကိုတင်းရှောင်ခဲ့ကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ စစ်ကော်မရှင်ရဲ့နေရိုင်းလန်တဲ့ဂျီရန်တပ်ပြခတ်တာအပြင်ဖန်စီစစ်စေးတာတွေခက်စစ်စေးလှုပ်ဆောင်လာတာကြောင့်ဖကန့်ဒီဒါခန်တွေကပုံပြီးဆိုရင်ညကြတာဖြစ်ပါတယ်အရောစေဖကန်ကပြည်သူတွေကစစ်ပေးဆောင်နေကြတယ်အားလုံးဆိုရင်ဒီနေ့မှာဆိုင်းတောင်စရက်ွက်၃လေးယူမှာ၆သေးတောင်အားလုံးဟိုထိတဲ့နေရဘလို့ညတိုင်းလည်းနဲ့ချင်းထူတော့အဲနေ့တိုင်းညတိုင်းလည်းနဲ့ချင်းတော့ပြည်သူတွေကဆိုရင်နေရတယ်ပြည်ဖကန်ကဂျေးရွာ၁၄ရွာလောက်ကစစ်ဆောင်နေရတဲ့တောင်းကြော်ပြည်သူစစ်ဆောင်နေရတော့အဲပြည်သူတွေကအဲ စားဝတ်နေရေးဆေးဝါးအကူအညီအများကြီးလိုအပ်နေတယ်။အဲကြောင့်ဒီခက်ခဲကစစ်ပေးဆောင်ပြီးသူတွေကိုလည်းအဲဒီပြည်သူတွေအားလုံးကနိုင်တဲ့နေရာနဲ့ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြပါလို့စစ်ကော်မရှင်တပ်တွေဟာပြီးခဲ့တဲ့ဇူလိုင်အကုန်လတွေကမော်စီစာကြီးရွာနီးစုပုံအမိုက်ပုံမော်ဝမ်ကြီးမော်ဝမ်ကလေးမော်မော်လီယံအီမိုင်ယံစားတဲ့ကြီးရွာတွေမှာတဆွဲထားတဲ့စစ်ကြောင်းတွေကအဲ့ဒီနေရာတွေမှာဆက်ရှိနေပြီးတော့အခုစက်တင်ဘာလအတွင်းစံကြွယ်မော်တောင်ဘက်ကိုပြန်ပြီးတိုက်ပွဲဖြစ်ပွားလာခဲ့တာဖြစ်ပါတယ် ဖက်ကန်ဒေတာရဲ့လူဦးရေထူထပ်ပြီးအ धिक အုပ်ချုပ်ရေးရန်တရားလေပတ်နေတဲ့ဖက်ကန်မြို့တွင်လုံခင်းတဲ့ဆိုင်းတောင်ကြီးရွာအုပ်စုနေရာတွေကိုစစ်တပ်ကယူကောက်ပွဲကျင်းပနိုင်ဖို့အဲ့ဒီမတိုင်မီအချိန်ထိနေရာရယူချင်းချုပ်ဖို့စူးစမ်းနေတာဖြစ်တယ်လို့ဒေတာခန်ဒီကတုံ့တက်ကြပါတယ်စစ်တပ်ကုန်းရှိတဲ့ဖက်ကန်မြို့တွင်နေရာနဲ့လုံခင်းကြီးရွာအုပ်စုထဲမှာလည်းစီအင်အားဖြန့်ချက်ထားပြီးပြခဲ့တဲ့အကုန်လာကစားပြီးကင်ပုံဝတ်ဖန်းစီစေးတာတွေကိုလည်းတင်းတင်းကြပ်ကြပ်လှူဆောင်နေတာဖြစ်ပါတယ်။ကျမဟန္နာပါ ောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား15ယောက်မှာ HIV ရောဂါပိုးတွေ့ရှိခဲ့တယ်လို့အဲ့ဒီနိုင်ငံအကြမ်းမရေးဝန်ကြီးဌာနကလွှတ်တော်ကိုတင်ပြတဲ့စာရင်းမှာဖော်ပြထားပါတယ်။တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကစက်တင်ဘာလ23ရက်နေ့ကနိုင်ငံအတွင် HIV ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့အခြေအနေနဲ့ပတ်သက်လို့လွှတ်တော်ကိုတင်သွင်းတဲ့စာရင်းမှာမြန်မာနိုင်ငံသားတွေလည်းပါလာတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ2024ခုနှစ်အတွင်းနိုင်ငံ၈နိုင်ငံကနိုင်ငံခြားသား262ယောက်စီက HIV ရောဂါကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပြီးအဲ့ဒီထဲမှာမြန်မာနိုင်ငံသား15ယောက်ပါဝင်တယ်လို့သတင်းဌာနတွေကဖော်ပြကြပါဗျာ။ အဲ့ဒီ HIV ရောဂါပိုးတွေ့ရှိတဲ့နိုင်ငံသားတွေထဲမှာထိုင်းနိုင်ငံသားက38ယောက်နဲ့အများဆုံးဖြစ်ကာအရှေ့တောင်အာရှနိုင်ငံတွေထဲကဗီယက်နမ်နဲ့ကမ္ဘောဒီးယားနိုင်ငံသား18ယောက်စီရှိကြပြီးမြန်မာကအနည်းဆုံးဖြစ်တယ်လို့သိရပါဗျ။ HIV ရောဂါပိုးတွေ့ရှိတဲ့နိုင်ငံသားသား69.8%ရာခိုင်နှုန်းကအမျိုးသားတွေဖြစ်ကြပြီးအဲ့ဒီထဲက68.6%ရာခိုင်နှုန်းဟာအသက်20ကနေ39နှစ်အတွင်းရှိတဲ့သူတွေဖြစ်တယ်လို့လွှတ်တော်ကိုတင်သွင်းတဲ့အချက်အလက်တွေကိုကိုးကားပြီးတောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားပါဗျ။ တောင်ကိုရီးယားနိုင်ငံမှာမြန်မာလူသား၈00နီးပါးလာရောက်အလုပ်လုပ်ကြနေတာလို့မှတ်တမ်းတွေအရလည်းသိရပါတယ်ရှင်အီတလီနိုင်ငံအနေနဲ့အစ္စရေးတစားကန်တွေအားလုံးကိုပြန်လွှတ်ပေးပြီးဟာမတ်စစ်သေးကြအဖွဲ့ကိုအစိုးရအခမ်းကဏ္ဍကနေဖယ်ထုတ်မှသာပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိအမှတ်ပြုမယ်လို့အီတလီဝန်ကြီးချုပ်ဂျော်ဂျာမယ်လိုနီကစက်တင်ဘာလ23ရက်နေ့အင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။ ။အစ္စရေးထက်ဟားမတ်စ်တွေကိုနိုင်ငံတကာဖိအားတွေပေးတင်တာဖြစ်ကြောင်းလဲသူကဆိုပါရယ်။ဒီစစ်ပွဲကိုစတင်ခဲ့သူတွေကဟားမတ်စ်တွေဖြစ်တာကြောင့်အ धिक နိုင်ငံရေးဖိအားပေးတင်တာကဟားမတ်စ်တွေကိုဖြစ်ပြီးတစားကန်တွေကိုလွတ်ပေးဖို့ညှဉ်းဆန်နေပြီးတော့စစ်ပွဲအဆုံးသတ်ရေးကို တားဆီးနေတာဟာလဲဟားမတ်စ်တွေသာဖြစ်တယ်လို့အီတလီဝန်ကြီးချုပ်မယ်လနီကပြောပါရယ်။ မယ်လိုနီဟာဥရောပသမဂ္ဂမှာအစ္စရေးရဲ့အခိုင်အမာဆုံးမဟာမိတ်တွေကတနိုင်ငံဖြစ်တဲ့အီတလီနိုင်ငံရဲ့လက်ရရင်အစိုးရကိုဦးဆောင်နေသူဖြစ်ပြီးအခုလမှာပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိအမှတ်ပြုကြတဲ့ဗစ်တိန်ကနေဒါနဲ့ပြင်သစ်တို့လိုတခြား G7 နိုင်ငံတွေအတိုင်းလိုက်လုံဆောင်ဖို့ကိုလည်းညှင်းဆုံထားပါတယ်ရှင်။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။